ဟယ်လိုဝက်ဆော့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာဒါလေးကကြတော့ကျွန်တော်တို့ကလစ်125 2018ဆက်ဖို့ပေါ့နော်ဒိုင်ကွက်လေးကိုကျွန်တော်တို့ကအော်ပြီလို့ short နည်းလေးပေါ့နော် short နည်းလေးဆိုတော့အဲကျွန်တော်ရဲ့ online class ထဲမှာရောအဲကျွန်တော်အပြင် YouTube channel လို့ Facebook account တွေမှာလည်းဒါတင်ပေးပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီကောင်လေးကိုပြီလို့ short ရမယ်ဆိုတော့သူ့ကိုပြီလို့ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့ကအရင်ဆုံးကြည့်ရပါမယ် ထားမှာတော့တပေါင်းွယ်ပါအဲ့တော့ဖြုတ်လိုက်ပါပြီเนาะဖြုတ်လိုက်ပြီကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီကောင်းကိုကီလိုလျှော့မယ်လေစမတ်တူအီကိုဆန်နဲ့ကီလိုလျှော့မယ်ပေါ့เนาะကီလိုလျှော့မယ်ဆိုတော့ကျွန်တော်တို့ကဆက်ကိုပါဝါကျွေးလိုက်မယ်ဆက်ကိုပါဝါကျွေးလိုက်မယ်ဆက်ကိုပါဝါကျွေးလိုက်တော့ကျွန်တော်တို့ကဆက်ထဲမှာကြည့်မယ်เนาะဆက်ထဲမှာကြည့်လိုက်တဲ့အခါကျတော့ဘာပေါ်လဲဆိုတော့စမတ်ကြီးတဲ့ အောက်မှာအိုဒီယိုမီတာဆိုတာတွေ့တာဒုတိယစာကြောင်းမှာအိုဒီယိုမီတာတဲ့ဟိုသွားပါမယ်ပြီးတော့ကျွန်တော်ပြီးတော့ကျွန်တော်အန်တာနှိပ်လိုက်ပါအန်တာနှိပ်ပြီးတော့ကျွန်တော်ကျွန်တော်ကဝန်တာဝင်ရွေးပါဝန်တာဝင်ရွေးပါအန်တာနှိပ်လိုက်ပါအန်တာဆိုတာ okay ပါနော်အဲ့တော့ဒီကောင်ကလင်း2018ဆိုတော့ကျွန်တော်လိုက်ရွေးမယ်ဒါ air blade air blade ဒါကလင်း2014ဒါ2016ကလင်း2018ဒါဆိုရင်တော့ကလင်း2018တွေ့ပါပြီ လင်2018ဆိုတဲ့နောက်မှာဗာလေးပါထပ်တွေ့ရတယ်ဆိုတော့2404ဆိုပြီးတော့ကျွန်တော်ထပ်တွေ့နေရပါတယ်။ဒါကတော့သူ့ရဲ့ kilo IC ရဲ့နံပါတ်အမျိုးအစားဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုရင်2018တန်ခွက်ကိုကျွန်တော်ဒီနေရာလေးမှာ kilo ရှော့ရမယ်။သူ့ရဲ့ IC က2404ဖြစ်တယ်တဲ့။ကျွန်တော်နှိပ်เนาะနှိပ်တော့ကျွန်တော်ဒီလိုက်ထားလိုက်အောင်မယ်။အဲ့တော့ဒီကတ်မှာဆိုကျွန်တော်ကြည့်လိုက်ပါ။ကတ်မှာဆိုကျွန်တော်တို့ကเนาะဒီနေရာလေးမှာဒီအပေါ်နားလေးမှာ ။ဒီနေရာလေးမှာဒီမှာ24 04ဆိုတာရှိပါတယ်။ဒီနေရာမှာကျတော့93 04လို့ရှိပါတယ်။ဘာကြောင့်လဲဒီကျွန်တော်တို့ကီလိုရှော့တဲ့ဂျိုးထိုးရမယ်အပေါက်ကဒီမှာကပ်ပြားမှာအပေါက်ကနှစ်ပေါက်ရှိနေတယ်ဒီဘက်မှာတစ်ပေါက်ဒီဘက်မှာတစ်ပေါက်။အကယ်၍ကျွန်တော်တို့ကခုနကလေး2018တဲကိုနှိပ်ခဲ့တော့က24 04ဖြစ်နေသေးတယ်တော်ဒီမှာ24 04အပေါက်ကိုလာထိုးတာပါအကဲ93 C ဆိုရင်ဒီမှာ93 C အပေါက်မှာလာထိုးရမှာပါဒီကောင်လေးကိုနော်ဒီကောင်လေးကို93 C ဆိုရင်93 C အပေါက်မှာထိုးပါ အခုက24စီဆိုတော့ကျွန်တော်24စီဘောက်မှာထိုးပါတယ်ထိုးပြီးသားရေဒီကဘာလို့မလဲဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုကျွန်တော်ထောက်ရပါတော့မယ်ပင်အပ်ထောက်ရပါတော့မယ်နော်ဒီကောင်ကိုကျွန်တော်ပင်အပ်ထောက်ရတော့မယ်ပင်ထောက်ရတော့မယ်ပင်သုံးပင်ထောက်ရမယ်ပင်သုံးပင်ထောက်ရမယ်ကျိုးတစ်ချောင်းထိုးရပါမယ်အဲ့တော့အလုံးပေါင်းကျိုးလေးချောင်းဆက်သွယ်ရပါမယ်ကျိုးလေးချောင်းဆက်တဲ့အချိန်မှာကျွန်တော်ကဘယ်လိုဆက်သွယ်ရမှာလဲဆိုတော့ကျွန်တော်တို့ကမှတ်ထားစရာမလိုပါဘူးကျွန်တော်အော်မိုတူဆော့ဝဲတဲ့ကိုသွားမယ် ောမိုဒိုဆော့ဝဲတွေကိုကျွန်တော်သွားမယ်ဒါကကျွန်တော်စမတူအီကိုဆက်ဝဲထားတဲ့ဆရာတွေကီလိုရှော့လို့ရအောင်ပေါ့နော်ပြီးတော့ဒီမှာ SARS ဖောက်ထဲကိုသွားပါမယ်ကိုကမြန်မာနိုင်ငံမှာနေစာမောက်ထဲကိုသွားမြန်မာပြည်နေပြီးတော့မြန်မာထဲကိုသွားပါပြီးတော့ဒီကောင်ကကလစ်125ပြည်နေပြီးတော့ဟွန်ဒါထဲကိုသွားပါဒီကကျွန်တော်ကလစ်ကိုတွေ့အောင်လိုက်ရှာမယ်ကလစ်အုပ်စုကိုတွေ့အောင်လိုက်ရှာမယ်ဒီမှာကလစ်အုပ်စုတွေ့ပါပြီနှိမ့်လိုက်မယ်နှိမ့်လိုက်ပြီဒီကောင်ကကလစ်2018 19ဖြစ်နေပြီအတွက်အဲ18 19တဲ့ကိုသွားပါတယ်သွားပြီးသွားရင်ကျွန်တော်တို့ကဒီမှာ သွားပြီးသွားရင်ကျွန်တော်တို့ဟာဒီမှာဒါကကြစမတ်ကြီးရဲ့ပြောက်ပွားလုပ်တဲ့နေရာဒါကကြတော့ ECN ID ဟောကျွန်တော်တို့ reset တွေပါတယ်ချရနေရာဒါကကြတော့ oil change ဖြောက်တဲ့နေရာဒါကကြတော့ပြည့်ချက်ကုန်တွေပါတယ်ကြည့်တဲ့နေရာဒီမှာ speedometer ထိုင်ခွက်ပုံစံလေးပြထားတယ်အခုကကျွန်တော်ထိုင်ခွက်ကိုကီလိုရှော့မှာပြည့်တဲ့တူက audio တွေကိုကျွန်တော်နှိမ့်လိုက်မယ်နှိမ့်လိုက်တဲ့အချိန်မှာတော့ဒီမှာ connection ပြတယ် connection 1 connection 2ဆိုပြီးပြတယ်ကျွန်တော် connection 1နဲ့ကိုသွားမယ် sorry connection 1ကကြတော့ဒီကခဲစော်ပြီးရှော့ရတာပါ connection 2ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ ကျိုးထောက်ပြီးတော့ခုနကကျွန်တော်ပြောတယ်ဘယ်နှချောင်းလဲအလုံးပေါင်းကျိုး၄ချောင်းကိုကခဲစော်ပြီးဆက်နေခဲစော်ပြီးလျှော့ကျင်တာဆိုရင်တော့ connection 1နဲ့ဝင်ပါအကယ်၍ခဲမစော်ကျင်ဘူးကျိုးထောက်ပြီးလျှော့ကျင်တာဆိုရင်တော့ connection 2ရဲ့ကိုဝင်လိုက်ပါအဲ့တော့ကျွန်တော်တို့ကဒီမှာခဲစော်ပြီးလျှော့မှာဆိုရင် connection 1ကျိုးထောက်ပြီးဆော့မှာဆိုရင် connection 2 connection 2ရဲ့ဝင်လိုက်တဲ့အခါမှာသူကဘာပြလဲဆိုတော့ဒီမှာကျွန်တော်တော့ ခုနစင်လူတွေဝင်လာတဲ့အခါမှာသူကဘာပြလဲဆိုကျွန်တော်ချက်ကြည့်ကြအောင်ဒီမှာကျိုးအဖြူရောင်တစ်ချောင်းရယ်အပြာရောင်တစ်ချောင်းရယ်အနီရောင်တစ်ချောင်းရယ်ထောက်ခိုင်းပါတယ်ဒါအဖြူနဲ့အပြာလေးကိုကြာတော့ဒီ472 register နှလုံးပေးမှာထောက်ခိုင်းပြီးတော့အနီရောင်လေးကိုကြာတော့ဒီ capacitor လေးရဲ့ဘေးလေးမှာသူကထောက်ခိုင်းတယ်အဲ့တော့သူကြားထားတဲ့အတိုင်းဟိုမှာကျွန်တော်စကက်မှာကြည့်ပြီးတော့ကျွန်တော်ထောက်မယ်ဒီမှာလဲနော်အဖြူရောင်တစ်ချောင်းအပြာရောင်တစ်ချောင်းအဖြူရောင်တစ်ချောင်းအနီရောင်တစ်ချောင်းနော်သူပြတဲ့အတိုင်းပဲဒီမှာကျိုးသုံးချောင်းရှိတယ် ပြီးတော့ရင်သူကဘာပြထားလဲဆိုတော့ကျွန်တော်ချက်တော့ကြည့်အောင်ဒီမှာတိုင်ခွတ်ဆော့ကပြထားတွေ့လားလားတိုင်ခွတ်ဆော့ကရဲတဲ့အပေါ်တန်းရဲ့နံပါတ်3မြောက်ကိုတဲ့အဝါရောင်ကျိုးနဲ့ချက်ဆက်တယ်ပါဆိုတော့ဒီမှာအဝါရောင်ကျိုးပါဒီမှာအဝါရောင်ကျိုးလေးပါတိုင်ခွတ်ရဲ့အပေါ်တန်းရဲ့နံပါတ်3လေးကိုကျွန်တော်ထိုးလိုက်ပြီနံပါတ်3လေးကိုထိုးလိုက်ပြီဒီတိုင်းလေးကျွန်တော်ကထားလိုက်ပြီ ထားပြီးသွားရင်ကျွန်တော်ကဘာလို့လဲဆိုတော့ခုနကပြတဲ့အတိုင်းပဲကျွန်တော်ကဒီမှာကျွန်တော်ပြန်ကြည့်မယ်ဒီလိုကျွန်တော်ကဒီလိုထောက်တာပါကျွန်တော်ကနော်ကျွန်တော်ကဒီလိုထောက်တာနော်အဲအောက်ကကောင်ကအပြံအပေါ်ကအဖြူဘက်ကအနီပေါ့နော်ဒီဘက်ကဒီဘက်ကအနီထောက်မယ်ဒီဘက်ကအနီထောက်မယ်နော်အောက်ကကောင်ကအပြံအပေါ်ကကောင်အဖြူ နီအဖြူအပြာအနီးအဖြူပြပြီးသွားပြီဆိုတော့ကျွန်တော်ဒီထဲမှာကျွန်တော်တို့သွားလိုက်မယ်ခင်ဗျာဆက် new audio တွေကျွန်တော်တို့အန်တာနှိပ်လိုက်မယ် ခုနသူ့ကီလိုဘယ်လောက်ရှိခဲ့တယ်လဲ41925ရှိတယ်အဲ့ဒါကိုအန်တာထက်နေမယ်ကျွန်တော်ကဘယ်လောက်ရေးချင်တာလဲဆိုတော့1000ခွဲရေးချင်တာ1000ခွဲရေးချင်တာဆိုတော့ဒီမှာ1 59ကိုကြိုက်ပြီဆိုအန်တာနိုင်လိုက်ပါ New Audio စာစီဆိုတာ Audio နော် audio ကီလိုလျှောက်တာအောင်မြင်ပါရတယ်အောင်မြင်တယ်အောင်မြင်ကျွန်တော်ပြန်ကြည့်လိုက်မယ်ကျွန်တော်ထားတဲ့15900ရှိပါတယ်15900ရှိတယ်ဆိုကျွန်တော်ဒါလေးကိုပြန်ဖြုတ်လို့ရပါပြီဖြုတ်ရဒီကောင်လေးကိုပြန်ဖြုတ်မယ်ဒီကောင်ကသူ့ကိုငကိုမူလအတိုင်းဘာပြန်လုပ်မလဲဆိုတော့ကျွန်တော်ပါဝါပြန်ကျွေးပါမယ်ကျွန်တော်တို့ထားလိုက်တော့ဩကီလိုရှိရလားဗောနော်အဲ့တော့အပေါ်ရန်ရဲ့ เนาะအတက်လေးတွေကိုပုံမှားထားမယ်အပေါ်တန်းရဲ့နံပါတ်3ဂုံမြောက်ကသူက ground ဖြစ်ပါတယ်အောက်တန်းရဲ့ပထမဆုံးဂုံဒီတဲ့အပေါင်းဖြစ်ပါတယ်တွေးလိုက်တဲ့အခါမှာဘယ်လောက်ရှိလဲကျွန်တော်ကြည့်ပါမယ်ကီလို1900ဆိုတော့ကိုထားတဲ့ကီလိုမှန်သွားပါပြီဒါလေးကတော့ကလေး125ရဲ့ဆိုင်ကယ်ကိုဒါအတူတူပါပဲကလေး125ရဲ့တို့ကလေး150လို့160လို့160လို့ကို 160ရို့ကိုဒါကီလိုလျှော့တဲ့နီလန်လေးပဲဖြစ်ပါတယ်။အရင်ဆုံးနံပါတ်၁အဆင့်နေနဲ့ဒိုင်ဘက်ကိုအရင်ပါဝါကြွေးကြည့်ပါ။သူ့ရဲ့ original ကီလိုကိုကြည့်ပါ။အပြီးတော့ရင်တော့ဒါကကောင်းပြီဆိုရင်တော့ကျွန်တော်တို့ကဒီ socket ပြပေါ်မှာကျွန်တော်တို့ကပင်ထောက်ရပါမယ်။ထောက်ရမယ့်နီလန်ကိုလည်းကျွန်တော်တို့ကဒီမှာရှိတဲ့ all motor software တွေကိုကျွန်တော်တို့သွားရမှာဖြစ်ပါတယ်။ဒီမှာရှိတဲ့ all motor software လေးတွေကိုကျွန်တော်တို့ကသွားနှိပ်လိုက်တယ်ဆိုတော့လည်းဒါကျွန်တော်တို့ကဒါကီလိုတွေလဲလျှော့လို့ရတယ်စမကီအပြောက်ပွားလဲလုံးလို့ရပါတယ်အဲပြီးတော့ရင်တော့ software တွေကပြတဲ့အချိန်ချိန်ဆက်ပြီးသွားတဲ့အခါမှာဒီမှာကျွန်တော်တို့က နော်ဘယ်ထဲကိုသွားမှလဲဆိုရင်တော့နော်ဘယ်ထဲကိုသွားမှလဲဆိုတော့ပထမဦးဆုံးအစအဆုံးဝင်ပြမယ်ဒီမှာဒါအိုရီယိုတဲကိုသွားမယ်အန်တာနိတ်ခဲ့တယ်ပြီးတော့ရင်ဟွန်ဒါတဲကိုသွားတယ်အန်တာနိတ်ခဲ့တယ်ဒီမှာဒီကောင်ကလစ်2018ဆို18ထဲသွားပေါ့နော်ဆက်ခွန်ဆိုလဲ16ဆိုလဲ16ထဲသွားပေါ့နော်2018ဖြစ်နေသေးတယ်18ထဲကိုသွားခဲ့တယ်အန်တာနိတ်ခဲ့တယ်အဲခုနဆက်နယူအိုရီယိုကိုနှိပ်လိုက်မယ်ဆိုတော့သူ့ရဲ့ original ကီလိုပြမှာပေါ့နော် အကယ်ထပ်ရေးခြင်းနဲ့ဆိုရင်အန္တရာတစ်ဆက်ထပ်နေပါထဲတဲ့အချိန်မှာသူကတုံညတွေဒီပဲပြလိမ့်မယ်အဲ့အချိန်မှာကိုရွေးခြင်းနဲ့ကဏ္ဍကိုရေးပြီးတော့အန္တရာနှိမ့်လိုက်ရင်ဒါအောင်မြင်သွားပါလိမ့်မယ်နောက်ဒါဆိုရင်တော့ဒီကြောင်လေးရတော့ကီလိုလျှော့တာလေးပြီးသွားပါပြီကျေးဇူးတင်ပါတယ်အားလုံးပဲပါမယ်ပါ